ဒီကနေ့သင်ပေးမယ့်သင်ခန်းစာလေးကတော့ Microsoft Word ထဲမှာရိုက်ထားတဲ့စာလုံးလေးတွေနဲ့ပတ်သက်ပြီးတော့ Super Script နဲ့ Subscript လုံးကြီးလေးကိုသင်ပေးသွားမှာဖြစ်ပါတယ်။ဘယ်နေရာမှာအသုံးဝင်လဲဆိုရင် formula တွေရေးတဲ့အခါမှာအသုံးဝင်ပါတယ်ရှင်။စာလုံးလေးတွေကိုအပေါ်ဘက်ကိုပို့တာတို့စာလုံးလေးတွေကိုအောက်နှိမ့်တာတို့အပေါ်ဘက်ကိုပို့ခြင်းနဲ့ဆိုရင်တော့ Super Script ကိုသုံးပါတယ်။ အောက်နှိမ့်ပြီးရေးခြင်းနဲ့ဆိုရင်တော့ subscribe ကိုသုံးပါတယ်ပထမအဦးဆုံး screen မှာ formula လေးတွေကိုရိုက်ထားပါတယ်ရိုက်ထားတဲ့စလုံးလေးတွေကို super script တို့ subscribe တို့လုပ်ပြမှာဖြစ်ပါတယ်အရင်ဆုံး h2so4 မှာ2ဆိုတဲ့စလုံးလေးကိုအောက်နှိမ့်ပြီးရေးခြင်းပါတယ်2လေးကို select မှတ်ပေးပါ ဆလတ်မှတ်ပြီးပြီဆိုတာနဲ့အပေါ်က home tab ထဲမှာ font ဆိုတဲ့ box ရှိပါမယ် font နဲ့ကမှဘာကိုရွေးပေးရမလဲရွေးပေးရမလဲဆိုရင်တော့အောက်စလုံးလေး2ဆိုတဲ့စလုံးလေးကိုအောက်နှိပ်ရေးခြင်းတဲ့အတွက်ကြောင့် subscribe ဆိုတာကိုရွေးပေးပါရွေးပေးရမှာဖြစ်ပါတယ်ရှင်။ဒါဆိုရင်2ဆိုတဲ့စလုံးလေးကအောက်နှိမ့်သွားပြီ ဒါဆိုရင် SO4 မှာ4လေးကိုဆက်လက်မှတ်မယ်အောက်နှိပ်ရေးချင်ပါတယ် subscribe ကိုသုံးမယ်ဒါနော်ဆလုံးလေးကဆက်လက်မှတ်တဲ့ဆလုံးလေးကအောက်နှိပ်သွားပါပြီအောက်ဖက်ကတချောင်းမှာ HNO3 မှာလည်း3လေးကိုအောက်နှိပ်ရေးချင်ပါတယ်3လေးကိုဆက်လက်မှတ်မယ် subscribe ဆိုတာကိုရွှေ့ပေးပါပြီးတော့အဘက CH3COOH မှာ3လေးကိုဆက်လက်မှတ်ပေးပါ ဆက်လက်မှတ်ပြီးပြီဆိုတာနဲ့ subscribe ကိုသုံးပါမယ်။ဒါဆိုရင်ညာဘက်ကပုံစံအတိုင်းဖြစ်သွားပြီเนาะ။ H2O မှာလည်း2လေးကိုအောင်းနှင်ရေးခြင်းပါတယ်။2လေးကိုဆက်လက်မှတ်မယ်။ဆက်လက်မှတ်ပြီးပြီဆိုတာနဲ့အောင်းနှင်ရေးခြင်းနဲ့ဆိုရင်တော့ subscribe ကိုသုံးပါမယ်။ h+ မှာလဲ plus လေးကိုအပေါ်မြင့်ပြီးရေးခြင်းပါတယ် plus လေးကိုဆက်လက်မှတ်မယ်ဒီတစ်ခေါက်ကျတော့အပေါ်မြင့်ပြီးတော့ရေးခြင်းနဲ့ဆိုရင်တော့ညာဘက်က super script လေးကိုရွေးပေးပါ ဒါဆိုရင် plus sign လေးကအပေါ်ရောက်သွားပါပြီ။ပြီးတော့ရင် CL minus မှာလည်း minus လေးကိုအပေါ်တင်နေပါတယ် minus လေးကိုဆက်လက်မှတ်မယ်။ပြီးတော့ရင်ဘာကိုရွေးပေးမလဲဆိုရင် super script ကိုရွေးလိုက်ပါ။ဒါဒီကနေ့တင်သွားတဲ့သင်ခန်းစာလေးကတော့ super script နဲ့ subscribe လုပ်နည်းလေးဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်